โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ဖြောပြပေးသွားမယ် tutorial လေးကတော့ဒီ logic pro 900ကိုပေါ့နော် activate ဘယ်လိုပုံစံမျိုးကျွန်တော်တို့လုပ်လို့ရလဲဆိုတာကိုကျွန်တော်ဖြောပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒီရှေ့ရကတင်ခဲ့တဲ့သင်ခန်းစာမှာတော့ကျွန်တော်တို့က demo version ကတော့ဒီ logic pro ရဲ့ပေါ့နော်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်နော် အဲဒီမှာတစ်ချက်ကြည့်ပဲဆိုရင်ကျွန်တော်တို့ကတော့ဒီမှာ logis pro ဘောနော် logis pro ဆိုရင်ကျွန်တော်ဒီ landing page မှာသွားပြီးတော့ကျွန်တော်တို့ကဒါသူ့ရဲ့ဒီ official website မှာသွားပြီးကျွန်တော် download လုပ်လို့ရတယ်နောက်ပြီးတော့ဒါပေမဲ့ကျွန်တော် download လုပ်လိုက်ပဲဆိုရင်ဒီ version ကကြတော့ကျွန်တော်ကနော် demo version ဖြစ်နေမှာအဲ့တော့ demo version ဆိုလို့ရှိရင်သူကဒီရက်အကန့်တက်တစ်ခုနဲ့ဘောနော်ငါရက်30ဆိုရက်30ပေါ့နော် 15ရက်ဆိုရင်15ရက်ပေါ့နော်တော်အဲ့လိုမျိုးပုံစံနဲ့ပဲသူကနော်အသုံးပြုလို့ရတာဖြစ်ပါတယ်ဟုတ်ပြီနော်ဆိုတော့အဲ့ဒါကိုကျွန်တော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်နော် correct ဘယ်လိုလုပ်ထားလဲဆိုတာကိုကျွန်တော်အဲပြောပြောပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့အခုဒီကျွန်တော် Google Drive link နဲ့ပေါ့နော်ကျွန်တော်ဒီ post ရဲ့အောက်မှာနော် description လေးမှာကျွန်တော် link ချပေးထားတယ်เนาะအဲ့တော့အဲ့ link ကနေပြီးတော့တဆင်ပေါ့เนาะ download လုပ်နိုင်လို့ရတယ်ပေါ့เนาะအဲ့တော့ download လုပ်လိုက်ပြီးဆိုရင်မိမိ computer ရဲ့အဲ desktop ပေါ်မှာပေါ့เนาะဒီ Logis Pro 900ဆိုတဲ့အဲဒီ software ကဒီမှာတက်သွားမယ်ဟုတ်ပြီเนาะအေးအဲ့တော့ဒါကိုကျွန်တော်တို့ကเนาะကျွန်တော်ရဲ့ဒီ computer ပေါ်မှာပေါ့เนาะအဲဘယ်လိုပုံစံမျိုးကျွန်တော်တို့เนาะ activate လုပ်ပြီးတော့တခါတည်းကျွန်တော်တို့အများရန်အတွက်ပေါ့เนาะအသုံးပြုလို့ရမှာလို့ဆိုတော့ကျွန်တော်ရှင်းပြသွားမှာဖြစ်ပါတယ် အဲ့တော့ပထမဆုံးကျွန်တော်တို့ဒီဟာကိုเนาะ extract လုပ်ပြင်ပါเนาะ extract ဖြီးပါမယ်အဲ့တော့ extract ဖြီးဖို့အတွက်ကျွန်တော်ဒီမှာ folder လေးတစ်ခုပေါ့เนาะအဲဒီမှာတိဆောက်လိုက်ပါမယ်ဟာဒီเนาะအဲ့ဒီ folder နေမှာတစ်စင်းကျွန်တော်တို့ကเนาะဒီမှာ extract လုပ်လိုက်ပါเนาะအဲ့တော့ဒီမှာသူ password တောင်းလိုက်ပါเนาะအဲ့တော့ password တောင်းတဲ့အခါကျွန်တော်1 2 3ရိုက်ထည့်ပေးပါတယ်ဒါဆိုလို့ရှိရင်เนาะသူကဒီမှာဒါကိုเนาะ အဲဘာလို့ပြေးလိုက်ပြီလဲဆိုတော့ဒီမှာเนาะသူဖြီးပြေးလိုက်ပြီပေါ့ဟုတ်ပြီเนาะဒါဆိုကျွန်တော်ဒီမှာ install ဆိုတာရှိပြီပဲအဲ့တော့ဒီ install ကိုကျွန်တော်နှိပ် โอเคเนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒါကိုเนาะဒီမှာကျွန်တော်တို့ရဲ့ဒီ IC ထဲမှာပေါ့เนาะဒါကိုကျွန်တော်တို့เนาะဒီ install လုပ်ဖြစ်ပါတယ်ဆိုတော့အဲ install လုပ်ပြီမဲ့ကျွန်တော်ကဒါကိုသူကเนาะ activate ကျွန်တော်မလုပ်ရသေးဆိုပြီးတော့ activate လုပ်ဖို့အတွက်ကျွန်တော်ပေးထားတဲ့ဒီ file ထဲမှာကျွန်တော်ဒီ file လေးပေါ့เนาะဒါလေးเนาะဒီ lpo vl ဆိုတဲ့ဟာလေးပေါ့เนาะ ဆိုတော့အဲ့ဒါလေးကိုကျွန်တော်တို့ကအရင်ဆုံး copy လေးလုပ်ပါမယ်နော်အဲ့တော့ copy လုပ်ပြီးသွားရင်ကျွန်တော်တို့ဒီမှာဒီ logis pro ရဲ့နော်အဲဒီ location နဲ့ကိုတစ်ချက်သွားလိုက်မယ်နော်ပြီးတော့ကျွန်တော်အဲ့ထဲမှာသွားပြီးတော့ paste ပတ်လုပ်ရမယ်ဟုတ်ပြီနော် okay အဲ့တော့ဒီမှာ replace ပြန်လုပ်မယ်ဟုတ်ပြီနော်ဆိုတော့အဲ့လိုပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာ logis pro ကိုနော်ကျွန်တော်ဖွင့်ကြည့်လို့ရဟုတ်ပြီနော် okay ပါဒါဆိုရင်เนาะကျွန်တော်တို့ဒါကเนาะသူကပြောမယ်ဆိုလို့ရှိရင်เนาะအဲဒီ logic pro ကိုကျွန်တော်တို့ကเนาะ activate တခါလဲလုပ်လိုက်တဲ့ပုံစံမျိုးဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ logic pro software ကိုเนาะအဲကျွန်တော်ကွန်ပျူတာထဲမှာအမြဲတမ်းပေါ့เนาะသုံးလို့ရသွားပြီဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီနေ့ tutorial လေးရတော့ကျွန်တော်တို့ဒီလောက်ပါပဲ logic pro ကိုဘယ်လိုပုံစံမျိုး install လုပ်ရလဲဆိုတော့ကျွန်တော်အနေနဲ့ရှင်းပြပေးခဲ့တာမှဖြစ်ပါတယ် ီဒီယိုကိုစောင့်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။